ားလုံးမင်္ဂလာပါကျွန်တော်အခု site လေးတစ် site ကျွန်တော်ပြပါမယ်ဒီ site လေးကြီးကတော့ရိုးရှင်းပါတယ်အဲရိုးရှင်းပါတယ်ဒီဒီကောင်းလေးကိုကျွန်တော်အဲနှစ်ဦးမှာနှစ်ဦးမှာတုံးသိပ်လို့စတင်တယ်တော်တော်နှစ်ကစီးလေးပေါ့နှစ်ဦးမှာတုံးသိပ်လို့စတင် သုံးပိတ်လို့စတဲတဲ့အဲသုံးပိတ်လို့စတဲသွားတယ်အဲတဲသွားတာကိုဒီကောင်အထောင်တ6တဲဆိုတဲ့အထောင်ကတဲတ6လို့ပြန်ဖြေသွားတယ်ဒုတိယကလေးကြောင့်ခွန်ခွန်ကိုဆိုတဲ့ခဏလေးရ အထောင်ကခွန်ခွန်တုံးဆိုတဲ့ခဏတုံးခွန်ခွန်ဆိုပြီးပြန်ဖြီးသွားတယ်အဲ့လိုနှစ်ကအဲ့လိုလေးဖြီးသွားတယ်ပေါ့ဖြီးသွားတဲ့အချိန်မှာသူကတော့ဒီကောင်လေးကတော့ဒီကောင်လေးကတော့အဝါပေါ့နော်ရလိုက်ပါမယ်ဒီကောင်လေးကတော့ကီးနေတဲ့ဘက်ဝင်သွားတယ်ဒီဘက်ကအဲရှုခွန်အွန်ခွန်ရှစ်အဲဒီမှာတော့နှစ်ခွန်ခွန်နဲ့ပေါ့နော် အဲ့လိုမျိုးလေးဖြစ်သွားတယ်။ကြားထဲမှာပြတော့ရပါတယ်ဟိုဟာရှင်းသွားမှအဲကြားထဲမှာပြတော့အဲဘယ်မှာဒီမှာအခုထွက်သွားတဲ့အချိန်မှာပေါ့အဲထွက်သွားတဲ့အချိန်မှာ तू ကဘယ်လိုလှုပ်လှုပ်သွားရဲ့လို့တော့ကိုလေးခွန်ဆိုတဲ့ကနန်းတကွက်ကလီကိုလေးဆိုပြီးဒီကနန်းဒီကနန်းအပြီးပေါက်သွားတယ်ကို6နှစ်ဆိုတဲ့ကနန်းကလည်းဒီကနန်းဒီကနန်းအပြီးပေါက်သွားတယ် အပြီးပေါက်သွားတယ်ပေါ့အဲ့ကနက်အဲ့ကနက်နှစ်ခွက်ကဘာလဲအပြီးပေါက်သွားတယ်ပေါ့ဒီကောင်ကအာထောင်းထားပြီဆိုတော့ဒီကောင်ပြန်ပိတ်ရမှာပေါ့ပြန်ပိတ်ရမှာဆိုတော့ကျွန်တော်အထောင်းဟိုဒီကောင်အဲ116လို့ထောင်းတယ်116လို့ ဟိုပြန်ပိတ်တယ်ပြက်ပြက်ပြက်တတ6လို့ထောင်းတဲ့ဟာကိုတတ6အပြန်လဲနေ3ဒိတ်3ဒိတ်လို့စတယ်တတ6တစ်ဆိုတဲ့ကဏ္ဍတတ6ဆိုပြီးအေးပြန်ပိတ်ပြန်ပြီးထွက်သွားတယ်ဒီမှာလဲခွန်ခွန်3ဆိုတဲ့ကဏ္ဍအာ3ခွန်ခွန်ဆိုပြီးပြန်ပိတ်သွားတယ်ဘရိတ်3နဲ့တည်ထားတယ်ဘရိတ်3နဲ့အဲကောင်နှစ်ကပ်ပဲရှိရဒီလိုမျိုးအထောင်ပြန်နှစ်ဦးမှပြန်လဲပြီးပြန်ပိတ်တာဒီကဏ္ဍလေးပြန်ထွက်ပြေးနေတာနှစ်နှစ်ကပ်ပဲရှိတယ်အဲကောင်ဒီကအဲဘလို့ဟိုဖြစ်လဲဆိုဒီကောင် အာနောက်ပိတ်ကဏ္ဍအာခုနှစ်ခုနှစ်6ဆိုတဲ့ကဏ္ဍတကွာကအာဒီကိုကိုလေးခွန်လေးကိုလေးဆိုတဲ့ကဏ္ဍအောက်မှာမှသူကအာခုနှစ်6ဆိုပြီးဗါတဲ့အထောင်အပိတ်ကဏ္ဍအပိတ်ကဏ္ဍပြန်ပြီးသွားခုနှစ်6ဆိုတဲ့ကဏ္ဍဒီမှာ116ဆိုတဲ့ကဏ္ဍဒီမှာ116လို့လဲတယ်လို့ခုနှစ်6ဆိုတဲ့ကဏ္ဍလည်းအဲအဲ့မဲ့ အဲဒီကနေ့ဒီကနေ့အပီပေါက်ကိုလေးခွန်ဆိုတဲ့ကနေ့အပီပေါက်ပေါက်တော့လောလောအဲဒီဘက်ကအာ69နှစ်ဆိုတဲ့ကနေ့ကလည်း696ဆိုပြီးပြီးပေါက်သွားတယ်အဲ့အောက်ကကနန်းတစ်ခွက်ကအပေါ်ကထောင်နောက်ပိတ်ကနန်းအပိတ်ကဒီမှာပြန်ကြပြေးသွားတယ်အဲသူကကြရမယ်ဆိုသူကကိုထက်ရဲ့ကိုထက်ရဲ့ဇောင်းမှာပဲကြတယ်ကိုထက်ရဲ့ဇောင်းကိုထက်ရဲ့ဇောင်းအော်ငါးပိတ် ကိုထရဲ့ဆောင်5ပလိအန်ကိုထရဲ့ဆောင်မှာပဲပြန်ကြပဲကိုထရဲ့ဆောင်5ပလိအောက်မှာပြန်ကြပေးတယ်အဲ့ကနေဒီကောင်က6ထိန်းနဲ့နောက်နှလုံးပေါင်း6 6ရဲ့ဘီက5ပလိနဲ့ကနန်း5ပလိရဲ့ဆောင်မှာကိုထိန်းနဲ့အဲအဲအဲဆောင်မှာဒီမှာ86ဆိုတဲ့အပေါ်ကအလေကနန်းဒီမှာပြန်လာလှည့်ပြီးပြန်ထွက်ပြီးသွားတယ်ဒုတိယကလေးကြည့်ရအောင်အဲဒီကနန်းလေးက 696ဆိုတဲ့ကဏ္ဍတက်ွက်ကဒီကဏ္ဍ962ဆိုတဲ့ကဏ္ဍဒီမှာ696ဆိုပြီးပြီးပေါက်ပေါက်ပြီးပေါက်ဟောထွက်ပြေးသွားတယ်။အပြီးပေါက်ထွက်ပြေးသွားတယ်ဆိုတော့ဒီကောင်ကိုထည့်ရဲ့ဇောင်းမှာပဲဖြစ်ရမှာဒီကဏ္ဍအပေါ်ကလေကဏ္ဍတက်ွက်ကကိုထည့်ရဲ့ဇောင်းမှာအာထွက်ပြေးသူ့ရဲ့ဒီဘက်မှာ6ထိတ်နဲ့တည်ထားတယ်။အဲနောက်ပေါင်းကဒီမှာ6ထိတ်နဲ့တည်ထားတယ်။နောက်ပေါင်း6နောက်ပေါင်း6ရဲ့ဒီဘက်မှာ 5 break နဲ့ရိုက်သွားတယ်ဒီမှာ6 break နဲ့တဲထားရင်နောက်ပေါင်း5နောက်ပေါင်း5ရပြင်မှာ5 break ပြီးတော့6 break ရအောင်မှာဒီမှာအဲခွန်အဒီမှာနောက်နောက်ထောင်နောက်ထောင်အလဲလေးကအာ6 3ခွန်ဆိုပြီးဒီမှာဒီကဏ္ဍလေးကိုကျွန်တော်ဒီကဏ္ဍလေးကိုဟို6 3ခွန်ဆိုပြီးထည့်ကျင်တာဒီလိုမျိုးနှက်ကစီးလေးကလုတ်ရင်တဲ့ပြောင်းလုတ်တယ်ဒီကောင်းလေးဥပမာဒီ ဥပမာဒီကောင်လေးကြည့်ကြအောင်ဒီမဲ့ဒီကောင်လေးကဘာမှစဉ်းစားစရာတော့မလိုတွက်တဲ့အချိန်မှာဒီမဲ့တကူငါလို့ကနန်းအဲတကူငါလို့အဲတကူငါလို့ဖြစ်လာတဲ့ဒုတိယကလေးကဒီမဲ့အဲတကူငါဆိုကနန်းလို့ကနန်းသုံးွက်ရှိရနှစ်ဦးမှတည်ထားတယ်အဲတကူငါတည်တဲ့အချိန်မှာအဲနောက်ထောင်ကဒီ9ခုခွန်ဆိုတဲ့အနန္တရနောက်ထောင်9ခုခွန်ဆိုတဲ့အနန္တရဒီမှာခွန်9ဆိုပြီးဒီမှာရိုက်သွားတယ် ဒုတိယနှစ်ဦးမှာကြည့်ကြအောင်တကူ9ဆိုတဲ့ကဏ္ဍလေးကနောက်ထောင်အောင်ခွန်19ဆိုတဲ့ကိုခွန်19ဆိုတဲ့ကဏ္ဍလေးကအိုင်လန်နဲ့မှာမှာအဲအဲဒီဘူဒူဒါနေနဲ့ပြလိုက်တာပါခွဲပါတယ်လေးလာလူတွေအတွက်အဆင်ပြေအောင်လို့ခွန်19ဆိုပြီးလေးလာသူတွေကိုရည်ရွယ်ပြီးကျွန်တော်ပြပြတယ်ပါခွန်19ဆိုပြီးထွက်သွားတယ်တတိယကတ်လေးကြည့်အောင်တတိယကတ်လေးကြတော့ဒီမှာအဲ919လို့ထွက်တဲ့ချိန်မှာသူကနောက်နောက်ပိတ်အထောင်မထပ်ဘဲနဲ့တတိယကတ်ကြတော့ထိတ်အထောင်နေပြီး94လေးဆိုပြီး ငါလေးလေးဆိုပြီးဒီမှာနှစ်ပိတ်မှထွက်သွားတယ်ဒီလိုမျိုးလေးရှိရပေါ့အရင်ဘက်ကလည်းကျွန်တော်တို့ကစဉ်းစားတာနည်းနည်းလေးအေးလိုးသွားတာပေါ့ဒီကောင်တွေကတာတကတွေများရှိပါတယ်ဒီကောင်အဲ8 3 6 9ဆိုရထောင်တဲ့ချိန်မှာဒီကနန်းဒီကနန်းဝန်းချင်းပြေးသွားတယ်အဲဒုနောက်7နှစ်ချာ1 2 3 4 5 6 9 8အဲ7နှစ်ချာမှာ ရှင်းနေကြမှာ7369ဆိုတဲ့ကနေဒီမှာ7နောက်ရှင်းနေကြမှာဒီမှာ7369ဆိုတဲ့ကနေဒီကနေလေးကဒီကနေဝန်းချင်းပြီးသွားဒီကောင်းလေးအဲနောက်ရှင်းနေကြမှာ2000နဲ့မှာအဲ2000နဲ့မှာအောက်နာလေးမှာဒီမှာ736အောက်9ဆိုတဲ့ကနေလေးကဒီမှာဝန်းချင်းပြီးသွားတယ်အဲဒီကနေလေးကကျွန်တော်အစနပြခဲ့တဲ့ ခွင်း၃ရာကိုဆိုတဲ့ခန်းတန်းလေးရလွယ်ပြီမဲ့လို့အဲ short တွက်လို့မရဘူးဒီခန်းတန်းလေးရပြီးရင်ပြောင်းပေးတတ်တယ်အဲအဲကြောင့်မလို့ကို၃ရာခွန်းဆိုတဲ့ခန်းတန်းလေးတစ်ခုကိုကျွန်တော်ဟောတင်ပေးလိုက်ပါပြီအားလုံးကံကောင်းကြပါသည်